နဲ့အိပ်မပျော်ခြင်း sleep deprivation and brain health အားလုံးပဲမင်္ဂလာပါရှင်အိပ်မပျော်တာဆိုတာဘာလဲအရင်မပျော်ခြင်း sleep deprivation ဆိုတာအိပ်ခြင်းနဲ့အထင်မှမအိပ်နိုင်တာ သို့မဟုတ်အိပ်ခြင်းတလောက်မအိပ်နိုင်တာကိုပြောပါတယ်ပြန်ပြန်အားဖြင့်လူတစ်ယောက်အထွက်အသက်18နှစ်အထက်တွင်တညခုနှစ်နာရီမှ9နာရီလောက်အိပ်ဖို့လိုကပ်ပါတယ်ဒါနဲ့မတူတာတွေဖြစ်လာရင်ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေတဖြည်းဖြည်းပေါ်လာတတ်ပါတယ်။၁မှိတ်ညာကြဆင်ခြင်းအိတ်ဆက်ချိန်မှာဦးနှောက်ကတဏိတာအတွင်းသင်္ကန်းစာတွေနဲ့အမှတ်အသားတွေကိုတင်းစီပေးတယ်။အိမ်မပြောရင်ဦးနှောက်အဲ့ဒီလုံကန်းစင်မလုံလိုက်တော့ပဲအမှတ်မရှိတော့ခြင်းဖြစ်တတ်ပါတယ်။တညာပဲအိတ်မပြောလဲမှတ်ညာ90ရာခိုင်နှုန်းထိရောတတ်ပါတယ်။၂အာယုံစူးစိုက်မှုနဲ့ခြင်းဦးနှောက်မှာ attention network လို့ခေါ်တဲ့ neural system တစ်ခုရှိတယ် အိမ်မပြောတာကြောင့်အဲ့ဒီ system နဲသွားလို့အာယုံမဆိုင်နိုင်လို့ရမသိဖြစ်တတ်ပါတယ်၃စိတ်ခံစားမှုမထိနိုင်ခြင်း amygdala emotional center က hyperactive ဖြစ်သွားလို့စိတ်လုံရှားမှုများစိတ်မတည်ဖြစ်တတ်ပါတယ်ဒါကြောင့်အိမ်မပြောသူတွေအနှင်းကပြောတာနဲ့စိတ်အေးလွယ်တတ်ပါတယ်လီဦးနောက်ဆဲများပျက်စီးခြင်းရှုထောင့်တစ်ခုကဦးနောက်ဟာအဲ့ရမှာပဲတန်ရှင်ခြင်းလုပ်တတ်ပါတယ်အိမ်မပြောရဦးနောက်အတွင်တွေ ျက်စီးသွားတဲ့ protein amyloid beta မတန့်သွားတော့ဘူးအဲ့လက Alzheimer's မှတ်ဉာဏ်ပျောက်ရောဂါ NDA တက်ဆေးတက်ပါတယ်ညပြန်လေကောင်းမွန်ဖို့အကြံဉာဏ်များမနေ့တိုင်းနနက်အလင်းတဲနနက်ထွက်စနာမန်တစ်ခန့်ထွက်နေပါ biological clock ကို reset ပေးတယ်တညအချင်းကိုတနေ့တစ်ခါခြင်းပြီးတဖြည်းဖြည်းတိုးပေးပါအဲ့ရဝယ်မတိုင်ခင်နိုင်ဒီလောက်ဖုံမကြည့်ပါနဲ့ blue light ကြောင့်ဦးနှုတ်မအေးပါ အနာလိုချင်ရင် power nap 10 to 20 minutes လောက်ပါအဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်တည်ကျင်တဲ့ကျမ်းမာရေးအချက်အလက်များ comments မှာခြာရေးနိုင်ပါတယ်အကောင့်အစ်စ်လေးထိလို့ YouTube နဲ့ TikTok အကောင့်လေးကို following လုပ်ခဲ့ပြီနော်